်ဘွဲကတော့ဒါအားလုံးပဲတည်ပြီးသားဖြစ်တယ်ပေါ့နော်အဲဆိုင်ရှင်ကဒါအဲတကူဆိုပြီးတော့မိတဲ့ဘောတော့အဲဒီလိုမျိုးကြိုးချီပြီးတော့ဒီလိုမျိုးကိုတိလက်ရောက်ကျူတော့တာပေါ့နော်အဲဒီအနေထားကိုကြည့်ရရင်တော့ပြောမယ်ဆိုရင်ဒါဘောတော့ကတော့ဘလို့လို့လို့ပေါ့နော်ကလေးလေးဟုတ်ပါဒီလိုမျိုးအဲကျိုးရောပြီးတော့ခြီထားတယ်ဆိုတာမလို့တည်ဘူးပေါ့နော်မလို့တည်ဘူးလူတယောက်ရဲ့ဒါပြောမယ်ဆိုရင် ဟိုစာနာစိတ်နဲ့ပေါ့နော်အကျင်နာတနာမှုနဲ့ရှင်လို့ရှင်ဒါတော်တော်ကိုအာလူသားမဆောင်လို့ပြောပါဘောနော်ဒီကလေးလေးကိုဘာမှမသိနားမလည်သေးတဲ့အရွယ်လေးပေါ့နော်ဟိုကိုးနှစ်ဆယ်နှစ်အရွယ်ဆိုရင်တော့မပြောလို့ပေါ့နော်အဲဒီရွယ်လေးကိုဘာဒီလိုမျိုးရောပြီးကျိုးနဲ့ချီပြီးတော့ဒီကိုလှုပ်တယ်ဆိုတာကအာသူ့အနေနဲ့လုံးဝဟိုအဲလူချင်းဝဲရလုံးဝမဖြစ်တင်ဘူးပေါ့နော်မဖြစ်တင်ဘူးအဲဥပဒေအကြောင်းအရာကြည့်မယ်ဆိုရင်လေဒါဟိုဒီလိုမျိုး နေဆက်တဲ့အနေအထားမျိုးပေါ့နော်ညမနေဆက်တဲ့အနေအထားမျိုးဖြစ်တဲ့အတွက်အဲဒီမျိုးသမီးကဘလို့ပဲသူ့ဘက်ကအမှန်ကန်နေပါစေပေါ့နော်ဒီတကိုးဖြစ်တဲ့အတွက်ဒီလိုမျိုးလှုပ်တယ်ဆိုတာကတော့ဒါဥပရေယာကလည်းဒါပြောမစင်အပြစ်မှုမြောက်တယ်ပေါ့နော်ပြုမြောက်တယ်ဟို ခိုးတာခိုးတာတက္ကနာပေါ့နော်တကိုးကြောက်လဲတကိုးကိုအေးအေးယူရမယ်ဥပရေအတိုင်းပေါ့နော်ဒီမိတဲ့တကိုးကိုဒီလိုမျိုး အဲကိုကြီးလေးရောညမနှိမ့်ဆက်တာကလည်းဒါပြောမှာဆိုရင်ညမနှိမ့်ဆက်တဲ့သူအနေနဲ့ဒါပြင့်မှုမြောက်တယ်ပေါ့နော်ဥရိယဆိုရင်အဲဒါတော့အဲဆိုင်ရှင်အနေနဲ့ဒါမှားတယ်ကန်တာပေါ့နော်အဲနောက်တစ်ချက်ကရှိတယ်ပေါ့နောက်တစ်ချက်ကဘယ်လိုရှိလဲဆိုတော့ကျွန်တော်အမြင်ပေါ့နော်အခုဖြစ်နေတာကအဆိုင်ရှင်ကဘလို့ပဲအလူသားမဆန်အောင်အဘလို့ပဲမှားနေပါစေအောင်ပေါ့နော်အခုဟာကအလူတွေအားလုံးကဝိုင်းပြီးတော့အဆိုင်ရှင်ကိုဒါထုံးနဲ့တိုက်ခိုက်ကြတယ်ဒါထောင်းတော့ဒီကဏ္ဍဒါ ဟိုနားလည်လက်ခံမိလို့ရသေးပေါ့နော်အခုနောက်ပိုင်းပို့ဆိုးလာဘယ်လိုပို့ဆိုးလာလဲဆိုတော့အဲဒီအဲသူများပစ္စည်းခိုးပါတယ်ဆိုတဲ့ဒီမျိုးသမီးကိုပေါ့နော်မျိုးသမီးကိုအဲဝိုင်းပြီးတော့အဲလှူဖို့ထောက်ပံ့ဖို့အဲဒီလိုမျိုးတွေအဲပြောလာကြတယ်ပေါ့နော်ပြောလာကြတယ်ဆိုတဲ့ဟာကဒါတော့ကျွန်တော်အနေနဲ့ကဒါကိုပစ္စည်းဥစ္စာအကောကိုဘယ်လိုပဲလူလူဘသူပဲပြပြဒါကတော့ထူးတွေတော့ပြောပြောမပြောလို့ပေါ့နော်အဲပြောစရာအကြောင်းလည်းမရှိပေါ့နော် အဲဒါပေမဲ့အဲကျွန်တော်တခုဆိုရင်တော့ဗောနော်တခုဆိုရင်တော့အဲတခုအားပေးလိုမျိုးအဖြစ်သွားပြီးတော့ဗောနော်ဖြစ်သွားပြီးတော့နောက်ဒီလိုမျိုးအခိုးတက်ဝတ်တက်တဲ့သူတွေခိုးဆိုးလူနိုင်တွေလည်းဒီလိုအဲလူတွေရဲ့ဒီပြော့ကွက်ကိုနင်းပြီးတော့ဒီလိုမျိုးတွေလှုပ်လာကြမှာတော့ကျွန်တော်အရန်ဆိုရင်လည်းဗောနော်အဲလိုမျိုးကဒါအခုအချိန်နေမှာအများကြီးဖြစ်လာနိုင်နေဗောနော်ဒီခေတ္တကာလမှာအဲပြောမယ်ဆိုရင်လူတွေကတော့ဒီကလေးလေးကိုဒါ အဲဒါတနာတဲ့စိတ်ကတော့ပူတာတော့ဖြစ်မှာပေါ့နော်ကျွန်တော်ဆိုလည်းဒါစိတ်မကောင်းဘူးတနာတဲ့ကလေးလေးကိုကြည့်ပြီးတော့ပေါ့နော်အဲဒါပေမဲ့ပေါ့နော်အဲသူကနေသူသူဘလို့ပဲမိသားစုရှိပါစေပေါ့နော်ဘလို့ပဲအဲသားသမီးတွေများပြပါသေးဘလို့ပဲဒီလိုမျိုးအခက်အခဲဒုက္ခတွေရောက်ပါသေးပေါ့နော်သူများပစ္စည်းဥစ္စာကိုဒီလိုမျိုးလှုပ်တယ်ဆိုတာကဒါလုံးဝလက်ခံနိုင်တဲ့အကြောင်းမရှိပေါ့နော်လူမှုအတိုင်းဝိုင်းမှာလည်းဒါလက်မခံသင့်တဲ့လူစားမျိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေကိုဒါလူရသွင်းတဲ့လူမျိုးအဲ ကူညီထောက်ပံ့တဲ့လိုမျိုးအလုံးမာတွေကတော့ကျွန်တော်စိုးရင်တော့ဗောနော်ခုနပြောသလိုဗောနော်တကူအားပေးဖြစ်မှာမျိုးတွေစိုးရင်တော့ဗောနော်ဒါလောကမှာဘယ်သူမှစိုးတော့ဒါလူတိုင်းကတော့ဒါမိသားစုဆိုတာရှိကြစမြဲဗောနော်အဲ့တော့အဲမိသားစုကြောင့်လောရပါတယ်ဆိုတဲ့ဟာကြီးကဒါအဓိပ္ပာယ်တော့မရှိဗောနော်အဲကျွန်တော်တို့ဆိုလဲဒါပြောမယ်ဆိုရင်အဲကိုခက်ခဲနဲ့ကိုရှိကြတာပဲเนาะခက်ခဲရှိတိုင်းသာသူများရဲ့အဲအိုးအိမ်စည်းစိမ်ကိုတိပါတယ်ဆိုတာတော့အတိတ်ပဲမရှိဘူးเนาะလုံးဝမဖြစ်သင့်ဘူးအဲ့တော့ အဲဒီလိုမျိုးလူမျိုးတွေကိုဒါလူပတ်ဝန်းကျင်မှာလူရမသွင်းသင့်တဲ့လူမျိုးတွေကိုလူရသွင်းပြီးတော့အာပေးအထောက်ပံ့တဲ့အနေအထားမျိုးတွေကတော့ဒါတတိပြုစင်ရင်တဲ့ပေါ့နော်ဒါပြောမှဆိုရင်လုံအောင်ကိုထိလျှောက်ရှာနေထားလို့ကျွန်တော်ကမြင်တယ်အဲနောက်ဒီချင်းတွေပေါ့ဘူတည်ပြီးတော့ဒီလိုမျိုးတွေဒါပို့ပို့ပြီးတော့ဆိုးလာမှာကဲလာမှာကိုလည်းကျွန်တော်ဆိုရင်နေပေါ့နော်အဲ့တော့ ဒါညီကိုတို့အနေနဲ့ကောဒါမိတ်ဆွေတို့အနေနဲ့ကောဒါဒီပုံမှာဘယ်လိုမြင်လဲပေါ့နော်မြင်တဲ့မြင်လေးကိုဒါသုံးသပ်ဆွေးနွေးဖို့ဒါဖေးခေါ်ပါတော့လုံးကျေးဇူးတင်ပါတယ်ဗျာ